ယနေ့သာသနာတော်နေ့2568ခုနှစ်ကောဇာတဂရီ1389ခုနှစ်တကုလပြည်ကျော်ရှိရဲ့ခရတဂရီ2025ဒီဝဲလာ20ရက်တနင်္ဂနွေနေ့ရှမ်းပြည်နယ်တော်မှာရစမြို့စောကြီးရပ်ဝဲအေရလန်ခနာယဓမ္မရိတ်တာကြီးတွင်နဲ့ချိပအပ်တော်ရှင်မြို့ရန်ကစုပေါင်းအလူပွဲနိုင်ခေါ်ကြအပ်တော်တက်ညီလက်ညီတရားတော် တို့တရားတော်များကိုဟောကြားနာကြမှာဖြစ်တဲ့အားလုံးလည်းဥဒိရှိကိုပြီးတော့ဘုံဘုံချပေးတာလေးလိုက်ဆိုပြီးတော့တရားဝေဆကြရအောင်လိုက်ဆိုတတဝါခုတည်း၍တတဝါဝေတရားတွေ့တရားတွေ့ချမ်းမြေတာယာရှိပါစေ ံတိသာဝစေနာဤသို့နှုတ်တံဘောထုတ်ပြန်၍ဘုံမှန်သောပဏမတိသာသကမေတ္တာသကကိုပြောကြရာခြင်းကြောင့်ဒေတမကံတနာဖြစ်ခြင်းချိန်ကြဝိညာဘုံတော်တင်တော်ဆင်းနှင်ကပေါင်းလို့သည်ဒုက္ခိတာကိုစိတ်နှပြပြပါမည်ဤကျမ်းမာခြင်းချမ်းသာခြင်းနှင့်ပြည့်စုံကြဘုံသည်ဟောတုစေစေဘတ်တို့ဖြစ်ကြပါစေကုန်တည်း လို့ရှိရင်လုံးမများတဲ့တဘာဝကြောက်လာကြတဲ့ဌာနဆိုင်လူချင်းများအလုံးဘေးရန်ကင်းရဲကောင်းမြတ်မင်္ဂလာပြည့်ပြည့်နဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပြီးတော့ဘုန်းတို့ရည်စဲချတရားဟောကြားပေးမှဖြစ်ပါလိမ့်မယ်။အဲ့တော့မိမိတို့အစဉ်ပြေသလိုလေးဤထိုင်ပြီးတော့ရည်စဲချတရားကိုနားကြပါတန်ကြီးလည်းကြီးတရားတော် သာသနာဆွေမျိုးတွေဖြစ်သွားတယ်နေ့တနေ့ပဲအဲလိုသာသနာဆွေမျိုးတွေဖြစ်သွားတယ်ဆိုတာကဘယ်လိုကုသိုလ်တွေလုံးလဲဆိုတော့ရှစ်ဖြာပရိက္ခရာဆုံးရင်းစွာဖြင့်ကုသိုလ်တွေလုံးလို့ပဲကြောင်းလေးဘလောက်ပဲလှူနေပါစေတရားတွေနဲ့လမ်းတွေဘယ်လိုပဲလှူနေပါစေယခုကဲ့သို့ရှစ်ဖြာပရိက္ခရာဆုံးရင်းစွာဖြင့်လှူဒန်းမှပါလေမြတ်စွာဘုရားရ အတွင်းကြကြအမျိုးတော်တွေကျန်တာကတော့ကြောင်းလူမယ်ကျန်တဲ့တရားလူမယ်ကျန်တဲ့ကုသိုလ်တွေလုပ်မယ်ဆိုရင်သာသနာနဲ့ဆိုရင်သာသနာဒါယကသာသနာသာသနာအမွေခံရလို့ဒီလိုမခေါ်ထိုက်ဘူးတဲ့ဤစည်းလေးပါးဒါယကလို့ပဲခေါ်ထိုက်တယ်ယခုကတော့ ရှစ်ပြံပရိခရာဆုံးရင်းစွာဖြင့်လူတန်းမှာတာလေတကယ်သာဒနာဓာယကသာဒနာဓာယကမဒီလိုခေါ်တိုက်ပြီအဲ့တော့ဒီရှစ်ပြံပရိခရာဆုံးရင်းစွာဖြင့်သာဒနာတော်ကိုတွတ်တွင်းနဲ့ဒီလိုရဟခံရှင်ပြုကုသိုလ်တွေကိုမြတ်စွာဘုရားကလူသားတွေအတွက်ပဲခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားကို ဒီရှင်ပြုယဟခံနဲ့ပတ်သက်လို့ရှင်တော်မြတ်ဘုရားကဒီအလုတ်တွေဟာဘဝမှာကြောက်เสียရအကောင်းဆုံး32ဘုံတွင်ကငရဲတို့တရိษံတို့ပိတ်တာတို့အဲ့ဒီလိုအပေလေးပါးကလွတ်စေသောကုသိုလ်တွေပဲလူနာမြမဆိုတဲ့ဘဝကောင်းကိုရရှိတဲ့ကုသိုလ်တွေပဲလို့မြတ်စွာဘုရားကဒီရှင်ပြုယဟခံကုသိုလ်တွေကိုဒီလို ကြည်ကျူးထောက်ပံ့ပြုတာအဲ့တော့ယနေ့ရှင်ပြုတဲ့ကုသိုလ်တွေကိုလူသားဖြစ်တဲ့ပုံပေါ်တွေသာလည်းပြုခွင့်ရှိတယ်အလုံးနတ်ပြည်၆ထပ်မှာအောက်ဆုံးနတ်ပြည်ဖြစ်တဲ့စတုမာရဲ့နတ်ပြည်စတုမာရဲ့နတ်ပြည်မှာဒါဒရဒဝိရုလကဝိရုဘက်ကကုဝေရာဆိုတဲ့နမင်းကြီး၄ပါးရှိတယ် အဲ့ဒီနမင်းကြီးလေးပါးကနန်းနဲ့မိုးတော့အလင်းရောက်ပြီဆိုမနေ့6နာရီလောက်ဆိုလူလောကကိုကြည်တယ်လူတွေဘာတွေလုပ်ကြတယ်လဲဘယ်သူတွေကုသိုလ်များနေတယ်လဲဘယ်သူတွေအကုသိုလ်တွေများနေတယ်လဲဆိုကောင်းတဲ့ပုံကိုကိုကဲတင်တယ်ညဒီနမင်းကြီးတွေကမကောင်းတဲ့ပုံကိုတွေဆိုရင်ကောင်းတာတွေလို့ပေါ့တတိပေးတယ်ပေါ့အဲ့ဒီနမင်းကြီးလေးပါးကရှင်ပြုတ်ဝဲကြီးတွေမျိုးကိုပြုတ်လုပ်ချင်တယ်လူပြည်မှာရခု ြောင်းချီကိုပြုတဲ့ကုသိုလ်မျိုးပေါ့အဲ့ဒီလိုကုသိုလ်မျိုးကိုတရတရဝိရုဏေကဝိုးတဲ့ဝိုးတို့ဘက်ကကုဝေတာပဲနတ်မင်းကြီး၄ပါးကရှင်ပြုဝဲတွေပြုကျင်ပါတယ်ဆိုပြီးတော့ယဟန်တန်ဃာတော်တွေကိုလျှောက်တယ်အဲ့ဒီလိုပြုဝဲရှင်ပြုဝဲကြီးလုပ်တဲ့အခါတပည့်တော်တို့ကဒီတိုင်းမဟုတ်ပါဘူးတပည့်တော်တို့ကိုခွင့်ပြုပေးရင်သံဃာတော်ရှင်သူမြတ်တွေကိုတသိန်းသောနဝကမ္မတွေကိုလှူဒါန်းပါမယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးခွင့်တောင်းတာ တန်ဃာတော်တွေကခွင့်မပေးဘူးတဲ့။လက်တွေရှင်ပြူပွဲလုပ်လို့မရဘူး။လူသားစင်စစ်တွေပဲရှင်ပြူပွဲကိုပြုလို့ရတယ်။ဒါလေးတစ်ချက်မှတ်ထား။နောက်တခါသဒ္ဓမာရဲ့နမင်းလေးပါမရတော့သဒ္ဓမာတည်းတဲ့တဆင်မြင့်တာဝတိန်သာ။နဗီချောက်တာတဲ့ကတဆင်တက်သွားတာဝတိန်သာ။တာဝတိန်သာမှာရှိတဲ့တရားမင်း နတ်တို့တနေတရားမင်းဆိုတာအလုံးဒီနတ်မင်းမှာကြည်ကဲတရားမင်းကနတ်မင်းကြီးလေးပါခွင့်တောင်းလို့မရတာဖြစ်နေသူခွင့်တောင်းရင်တော့ရလောက်တယ်ဆိုပြီးတော့တရားမင်းကတန်ဃာတော်လေးကိုရှင်ပြုတ်ဝဲသူ့မှာရှိတဲ့ရှင်ပြုတ်ထိုက်တဲ့ပုံကိုယ်တွေကိုရှင်ပြုတ်ဝဲခြင်းလုပ်ချင်ပါလေအဲ့ဒီလိုရှင်ပြုတ်ဝဲလုပ်ရင်တန်ဃာတော်ရှိသူများတွေကိုတတန်းတော့ အတ္တရာငွေတွေလှူပါမယ်ဆိုပြီးတော့အဲ့ဒီလိုပြောတယ်ဒါတရားမင်းစတုမာရဲ့နာမင်းနဲ့မြင့်တဲ့တာဝတိန်သာကတရားမင်းအဲ့လိုတရားမင်းကတောင်းပြန်တော့လည်းပဲနာမတော်တွေကခွင့်မပေးဘူးဘာကြောင့်ခွင့်မပေးတာလဲဆိုရင်လူသားစင်စစ်တွေမဟုတ်ဘူးလေလူသားစင်စစ်တွေမဟုတ်တဲ့အတွက်အဲ့ဒီတရားမင်းနဲ့နတ်တွေတောင်းတဲ့ရှင်ပြုတ်ဘွက်ကိုလည်းမပေးခဲ့ဘူး ဲ့တော့လက်တွေတောင်းလို့မပေးတာလားဗြမာတွေရောတောင်းရင်ရမယ်ထင်လဲဆိုဗြမာမင်းကြီးတွေကလည်းမင်းတို့လက်တွေမလို့မရတော့ဖြစ်မယ်တို့ဗြမာတွေတောင်းလို့စီးရင်တော့ရှင်ပြုတ်ဘွဲကြီးတွေပေးလောက်တယ်တို့ဗြမာတွေရှင်ပြုတ်ဘွဲတွေလောက်လောက်တယ်ဆိုပြီးတော့ဗြမာကြီးတွေကတန်ခါတော်တွေကိုရှောင်းတယ်တပည့်တော်တို့အတပြားတကလေးလူတန်းပါမယ် တပည့်တော်တို့ကိုရှင်ပြုပဲကြီးခွင့်ပြုပေးပါလို့ဆိုပြီးတော့မြန်မာတွေကတန်ဃာတော်တွေကိုရှောက်တယ်။ဘလို့ပဲရှောက်냐တော်လည်းပဲတန်ဃာတော်တွေကမြန်မာတွေကိုလည်းပဲခွင့်မပေးခဲ့ဘူးတဲ့။ဒါဆိုယနေ့ရှင်ပြုပွဲဟာလူသားစင်စစ်တွေပဲရှင်ပြုဝဲရဟန်းခံပွဲကိုပြုလုပ်ခွင့်ရတယ်။ဒါကြောင့်ယနေ့ကျောင်းကြီးမိသားစုတွေဥဆောင်ပြီးတော့ဂျန်နဲ့ အလူရှင်မိသားစုတွေစုပေါင်းပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုဟာလူသားစင်စစ်တွေဖြစ်တဲ့အတွက်ဒီကုသိုလ်တွေကိုဒီနေ့ထိုက်ထိုက်တန်တန်ရရှိတာဖြစ်ပါတယ်။အဲလိုထိုက်ထိုက်တန်တန်ရရှိပြန်တော့လည်းပဲတူကောင်းတယောက်ကောင်းတဲ့ဒီကုသိုလ်ဆိုတာကြိုးစားမယ်ဆိုမဖြစ်နိုင်စုပေါင်းပြီးတော့တက်ညီလက်ညီကြိုးစားကြရတယ်။တက်တင်ညီလို့မရဘူးလက်ပါညီရတယ်။လက်တင်ညီလို့မရဘူးစိတ်ဓာတ်တွေပါညီရတယ် တည်ကြီးလက်ကြီးစိတ်ဓာတ်တွေညီပြီးတော့ပြုလုပ်မှသာလေကောင်းမှုတစ်ခုကထမ်းမြောက်တယ်။အဲတော့ယနေ့ကောင်းမှုဝယ်ခြင်းပြုလုပ်တဲ့အခါကျတော့ရရှိတဲ့အကျိုးတရားကိုတန်းရှင်ဖြစ်ကျိုးရှိကဘာအဲ့ဒါလေးဒီကနောက်ထောင်သိခြင်း ਨੇ ဒါလေးပဲဘုံဘုံလို့ပြောမှာဖြစ်ပါတယ်။ယဟခံမြောက်36ကဘာကိုတိုင်းဝင်ရောက်32ကဘာပယ်မလာ ကျိုးများဝီဝီ အဲ့ဒါလေးတရားရှင်းပြကိုသားရှင်ဖြစ်ကျိုးရှိကဘာမိမိတို့မွေးထားတဲ့သားမိမိတို့မွေးထားတဲ့သမီးပေါ့ဒါသီလရှင်လေးတွေကိုသားရှင်ဖြစ်ကျိုးရှိကဘာကိုရဲ့ဝမ်းနဲ့လွယ်ပြီးတော့မွေးတဲ့သားကိုရှင်ပြပရိက္ခရာဆုံးနေစွာဖြင့်သာသနာ့ဘောင်ကိုတွတ်တွင်းလို့စိတ်ရင်တဲ့ကျိုးရှိကဘာ ရှစ်ကဘာအပယ်မသွားဘူးလေအပယ်ဆိုတာကငရဲပြီကိုမစင်းဘူးတရိษံမဖြစ်ဘူးပေါ့ပိတ်တာမဖြစ်ဘူးပေါ့အတူတကယ်ကောင်းနေမဖြစ်ဘူးပေါ့30ရက်ပုံမှာနေနေနေရကိုမသွားဘူးပေါ့အဲ့ဒါဘာလဲဆိုတော့ကိုတန်းရှင်ဖြစ်ကျိုးရှစ်ကဘာရှစ်ကဘာတိုင်တိုင်ကိုရဲ့သားကိုရှစ်ပြပရိက္ခရာဆုံးနေသွားပြီရှင်ပြုတ်ပေးမယ်ဆိုရင်ရှစ်ကဘာအပယ်မလာဘူးတဲ့ဒါနှစ်ခုနောက်ယဟန်ခံမြောက်16ကဘာ ကိုယ့်ရဲ့သားကိုရဟခံပေးတာပေါ့အရှင်ဆိုတာကတော့အသက်20မပြည့်သေးတာပေါ့ဘုံဘုံတို့မင်းကသင်္ကန်းဝတ်ပွဲမှာပြောခဲ့အသက်20ပြည့်တင်းလို့ရဟခံလိုက်ပြီဆိုရင်ကိုယ့်ရဲ့သားကိုမိမိတို့ရင်မာပေါပွားဝမ်းနိုင်လွယ်မွေးတဲ့သားကိုရဟခံပေးလိုက်မယ်ဆို36ကဘာအဲ့ဒီရဟခံပေးတဲ့မိဘတို့မဟုတ်ကိုယ့်ရဲ့အဲဖူရီပါတီ အထူးအဖြစ်တော့မိပါအဲ့ဒီပုံကိုတည်းက36ကမ္ဘာအပင်မလားဘူးတဲ့ဒါကြောင့်เนาะမိမိတို့ရင်မှာဖြစ်တဲ့သားတွေကိုရဟန်းခံပေးမယ်ဆိုရင်36ကမ္ဘာအပင်မလားဘူးရှင်ပြုတ်ပေးမယ်ဆိုရင်8ကမ္ဘာအပင်မလားဘူးရဟန်းခံပေးမယ်ဆိုရင်36ကမ္ဘာအပင်မလားဘူးအမှန်တမ်းကောင်းတဲ့ကုသိုလ်ကိုတိုင်ဝင်ရောက်32ကမ္ဘာတဲ့ကိုတိုင်သာသနာပေါ်ကိုဝင်လိုက်တာ အခုဒုံလဘတွေကိုယ်တိုင်သာသနာပေါ်ကိုဝင်လိုက်တာကိုယ်တိုင်သင်္ကန်းစီးလိုက်တာကိုယ်တိုင်သာသနာပေါ်ကိုဝင်ပြီးတော့ရဟန်းပြုမယ်ဆိုရင်32ကဘာအပေမလားဘူးတဲ့ဒါဆိုဒီနေ့ဒုံလဘဝေကြတဲ့ပုံကိုယ်တွေသာသနာပေါ်ဝင်ကြတဲ့ပုံကိုယ်တွေဘလောက်အကျိုးများတယ်အဲ့တော့နံပါတ်1ကမိမိတို့ရဲ့ယဉ်နဲ့ဖြစ်တဲ့တာယတနာကိုရှင်ပြုပေးမယ်ဆိုရင်ရှစ်ကဘာအပေမလားဘူးတခုမှ မိမိတို့ယင်နဲ့ဖြစ်တဲ့သားယတနာကိုရမ်းကံပေးမဲ့ဆိုရင်16ကဘာအပေမတော်ဘူးနော်မိမိတို့ကိုယ်တိုင်ကိုကိုယ်တိုင်ရဟခံတဲ့သာသနာ့ဘောင်ကိုဝင်မဲ့ဆိုရင်32ကဘာအပေမလားဘူးတဲ့ဒါကြောင့်သာသနာ့ဘောင်ကိုဝင်ရောက်ကြခြင်းဟာအဲ့ဒီလိုအကျိုးတရားတွေရှိပါဒါကတော့ကိုယ့်ရဲ့ယင်နဲ့ဖြစ်တဲ့ကိုယ့်ရဲ့သားအရင်သမီးအရင်တွေ သူအပြင်တော့သာအရင်မို့အဲ့လိုဆောင်ရပေးခြင်းဒီအကျိုးများတာနော်ဂိတိမာတာပညာရှင်တာလေးလေးကဘာချာဝေးတာဝေးတော့ပယ်ရောပဇင်းခံလေးကျိုးရှိကဘာကောင်းကျိုးများရညာရညာအမှန်တာလေအဲ့ဒီမှာကြည့်လိုက်ဂိတိမာတာပညာရှင်ပါဂိတိမာတာဆိုတာသူတို့ဘာရဲ့တာလို့ပြောသူတို့ဘာရဲ့ သားသမီးတွေကိုပြောတာအဲ့တော့သူတစ်ပါးရဲ့သားသမီးကိုကိုကရှင်ပြုတ်ပေးမယ်ပေါ့ယနေ့ခေါင်းတို့ပြုတ်တဲ့ကုသိုလ်ဝဲဟာမိမိတို့ရဲ့ယင်းနေ့တိချာသားယရနာတွေလည်းပါတယ်လို့သူတစ်ပါးရဲ့သားသမီးတွေလည်းပါတယ်သူတစ်ပါးရဲ့သားတွေလည်းပါတယ်ပေါ့အဲ့ဒါကိုကိုမွေးဖွားတာမဟုတ်ဘူးသူများမွေးဖွားတဲ့သားကိုယူပြီးတော့ကိတ္တိမာတာပြုညာရှင်ပါရှင်ပြုတ်ပေးမယ်ဆိုရင်တဲ့လေးကဘာချောင်း weda pega. No, liga ba pega lute. Turbaya dharmi so kiti ma tau jor. Ko dharmi mau ko ma ta tam si ko. Turbaya dharmi jubiro shempiu be me solo se liga ba cha we weda pega solo. Eri pogo har liga ba abe malau. Ko ma dharmi me se ye. Turbaya dharmi jubiro အတူတွေပေါ့တမဟုတ်ကိုတပည့်တွေပေါ့တမဟုတ်ကိုရဲ့တာဝကတွေပြုမယ်ဆိုရင်လေးကဘာပဲမလာဘူးတဲ့ပဇင်ခံလေးကျိုးရှစ်ကဘာဆိုတော့ရှင်ပြုတ်ပေးတာအခုပဇင်ခံပေးတာပေါ့ဒုံလဘဝုတ်ပေးလိုက်တာတိမ်ဝင်းပေးလိုက်တာအဲ့ဒီလိုဆိုလို့ချင်းရှစ်ကဘာအပဲမလာဘူးတဲ့နော်ကိုရဲ့တာကိုရှင်ပြုတ်ပေးရင်တမျိုးသူတစ်ပါးရဲ့တာကိုရှင်ပြုတ်ပေးရင်တမျိုး ကိုယ့်ရဲ့သားကိုရဟခံပေးတဲ့မျိုးသူတစ်ပါးရဲ့သားကိုရဟခံပေးတဲ့မျိုးဒီလိုအကျိုးတွေကကွဲသွားတယ်အခုကသူတစ်ပါးရဲ့သားကိုရှင်ပြုတ်ပေးရင်၄ကဘာပဲမလားဘူးသူတစ်ပါးရဲ့သားကိုရဟခံပေးရင်၈ကဘာပဲမလားဘူးသိခတ်ထပ်ပေးရင်လည်းအတူတူပဲရဟခံပေးလိုက်တာလည်းအတူတူပဲအဲ့ဒီလိုရဟခံပေးသိခတ်ထပ်ပေးမယ်ဆိုရင်တဲ့ဗဇင်းခံတဲ့ကျိုးရှိကဘာအကောင်းကျိုးများညာညာအမှန်တာတဲ့ဒါကြောင့်ယနေ့ မိမိတို့ရဲ့ယင်နဲ့တိကျသားယတနာတွေလည်းပါတယ်။သူတို့ဘာရဲ့ယင်နဲ့ဖြစ်တဲ့သားယတနာတွေကိုလည်းပါတယ်။အဲ့ဒါတွေကိုရှင်ပြုပေးလိုက်တော့အပြင်ရမ်းခံပေးလိုက်တော့အပြင်အပေလေးပါးကဤကဲ့သို့လွတ်စေပါလေ။ဒါကြောင့်မလို့ယင်းလေးဘုံတို့ကြောင်ကြီးဥနိုင်စောဥနဲ့တောင်းရင်ကြည်တို့ဥဆောင်ပြီးတော့နဗံမိပါတို့ကိုဥဒိဋ္ဌာရေပြုတဲ့ကိုယ်တော်ကောင်းမှုဟာမိမိတို့ရဲ့ယင်နဲ့တိကျသားယတနာတွေလည်းပါကောင်းပါမယ်။သူတို့ဘာရဲ့ယင်မှဖြစ်တဲ့ကိတ္တိမသားဆိုတဲ့ သူတစ်ပါးရင်မှာဖြစ်တဲ့သာယတနာတွေလည်းပါတယ်။ဒါကြောင့်မလို့ဒီကုသိုလ်ဟာအပေလေးပါးကလွတ်စေတဲ့ကုသိုလ်ဆိုတာအမြဲတမ်းဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ကောင်းတယ်။ဒီကုသိုလ်မျိုးဟာသောအကြောင်းကြီးပြောပါလေ။ဒေသတိုင်းမှာရောက်တဲ့နေရာတိုင်းမှာဖရတဲ့ခြင်းပြုပြင်ခြင်းအဲယခုတို့အရှင်ပြုပွဲတွေလုပ်ခြင်းအလူရည်စက်လက်နဲ့မကွာဆိုတာလူတိုင်းမှာလုပ်ရတယ်။ကုသိုလ်ဆိုတာနေရာများတာတဲ့နေ့စဉ်အစိမ့်ကကုသိုလ်တစ်ခုဖြစ်ဖို့လိုတယ်။ နေ့စဉ်ကုသိုလ်ရှိနေတဲ့ပုဂ္ဂိုလ်ဟာကိုအာယုံပြုကြည့်လို့ဆိုရင်ကိုမျက်စိမှိတ်ကြည့်လို့ဆိုရင်ကိုမျက်စိထဲမှာပေါ်လာဖို့အရေးကြီးပါတယ်မျက်စိမှိတ်ကြည့်လို့ဆိုရင်သားတွေပေါ်လာမယ်သမီးတွေပေါ်လာမယ်စီးပွားတွေပေါ်လာမယ်လုပ်ငန်းတွေပေါ်လာမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအာယုံပြုလို့မရဘူးဒါဆိုရင်သူ့ရဲ့အပြန်ခရီးကသိမ့်မသေးကြဘူးအဲမျက်စိမှိတ်လိုက်တာနဲ့ကိုမျက်စိထဲမှာနေ့စဉ်ကိုဖျားရှိခိုးတာပန်းရည်ချမ်းစီမိကန့်တာ ဘုရားစာရိယတ္ထတရားထိုင်တာအဲ့ဒါတွေကိုမြင်အောင်လဲဆိုရင်တော့အပြန်ခရီးရသေးကြတယ်ဒီနေ့ကျရင်ဘုံဘုံလို့အလုံးဟာလူပြည်လူလောကမှာဘလောက်ပဲနေခြင်းပါတယ်ပြောပြောဒီနေ့ကျရင်တော့အသက်တရားနဲ့အလုံးတွားကြတာအထူးအဖြစ်တော့ကိုကြောက်เสียရကောင်းတာကဘုံဘုံတို့က28ရက်3လ2025နော်မန္တလေးငရေရင်ကြီးဟာအင်မတန်ကြောက်เสียကောင်းတယ်1မိနစ်2မိနစ်တည်းလေးဘုံစုအသက်ပါပါအဲ့ဒီလို့ ယုံဆိုအသက်ပါသွားမယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေဘယ်လိုလုပ်မလဲလာရကလေးတွေဘယ်သွားမလဲဆိုမြတ်စွာဘုရားကနေ့စဉ်ကုသိုလ်လုပ်ထားရင်အဲ့ဒီကုသိုလ်တွေကသူတို့ကိုပို့မှာပဲတဲ့ကောင်းတဲ့နေရာမှန်ကြည့်တယ်လို့ပဲတဲ့တက္ကမကြီးတွေမှန်တဲ့ကိုပြုံးကြည့်တဲ့လူကပြုံးမှာပဲမဲ့ကြည့်တဲ့လူကမဲ့မှာပဲကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုံကိုယ်တရားပြောမနဲ့ပြေသွားမယ်ဆိုရင်လည်းအဲ့ဒီကုသိုလ်တွေကသူ့ကိုလွတ်ပြင်းတဲ့ပြည်ကိုခေါ်သွားမှာအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ အာယုံပြုစရာဘာမှကုသိုလ်မရှိဘူးဆိုရင်တော့အပေလေးပါးကိုစဉ်းစားပါဒါကြောင့်မလို့အမတန်ကြောက်စရာကောင်းတယ်လူဘွားအသက်တရားခဏလေးပဲဧည့်သည်သဘောတွေဒါကြောင့်နေ့စဉ်နေ့စဉ်အသက်ငယ်ငယ်အသက်ကြီးကြီးအလုပ်ဘလောက်ပဲရှုပ်ရှုပ်အာစိန်ကံလို့ခေါ်တဲ့ပုံမှန်ကုသိုလ်လေးတွေလုပ်ဖို့ကိုလည်းဓမ္မမောင်ဓမ္မတွေပြည်ပြည်တင်းတနည်းတိုက်တွန်းလိုပါအဲ့တော့ဘုန်းဘုန်းတို့နေကုန်းချုပ်ကလေးပြောကြရအောင်ကုသိုလ်လုပ်တဲ့အခါအိမ်မှာလည်းဘုရားရှင်ပန်းစီမီလုပ်တာလည်းကုသိုလ်ပဲယခုလို့ ခန္ဓာထေဝါစွာရှင်ပြုရမ်းခံကြည့်ရည်ကုသိုလ်ပဲအဲ့ဒီလိုကုသိုလ်လုပ်တဲ့အခါမှာ၁ဟိနဒါနကြွားဝါလိုရေးမလုပ်ပါနဲ့တချို့ကလှူတာနဲ့ကြွားကျင်တာများတာပေါ့လှူတာကနေတယ်ကြွားဝါပြီးတော့လုပ်တာကများတယ်နော်ဘုံဘုံတို့တခါကြီးဦးနိုင်စောဦးဘုံဘုံကိုရှောက်တော့စက်တောင်မှအကြာကြီးမဖွင့်နိုင်ဘူးတတ်တတ်လို့ပဲကြွေးကျင်တယ် ကုသိုလ်ကိုပဲအာရုံပြုတ်ကျင်နေဆိုတော့ဒါအင်မတန်မုံမြတ်တဲ့ကုသိုလ်တစ်ခုအဲ့ဒီတော့မှရှောက်တယ်ကဘုံကစိတ်ထဲကိုတွေးမိပါတယ်နော်ဩဒါဟာအေးချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနဲ့ကုသိုလ်တစ်ခုကိုပြုတ်ကျင်တာပဲအဲ့ဒီတည်းကဘုံကဒီစာလေးကိုသွားတတိယအဲ့ဒါပါလဲဆိုဟိနဒါနတဲ့မြတ်စွာဘုရားကဒါနတော့ဒါနပဲกว่าတယ်ယုံညံ့တဲ့ဒါနတွေရှိတယ်ယုံညံ့တဲ့ဒါနရှိတယ်အဲ့ဒါနကဘယ်လိုဒါနလဲဆိုရင် လှူတာကနည်းနည်းပဲကြွားတာကများတာပေါ့တကယ်ကိုဆိုင်တွေဝိုင်းနေနော်တကယ်ကိုခန္ဓာထဲဝါစွာကြီးတွေနဲ့လှုပ်တယ်လှူတဲ့ဘက်ကြတော့နေတယ်အခန္ဓာကြီးတွေနဲ့ကုံညာစိတ်ကြတော့များတယ်အဲ့ဒါကိုဟီနဒါနကိုခေါ်တယ်လှူတော့လှူတယ်ယုံညံ့တဲ့အလှူတဲ့အဲ့ဒီအလှူကအကျိုးမပေးဘူးလားပြီးတယ်ဖြစ်လျာဘဝမှာတဲ့အဲ့ဒီပုံကအဟောင်းအနှွမ်းမဲ့သုံးရတတ်တယ် အကျိုးတော့ပေးရတော့ရတယ်သူကဟောင်းနေပဲဥပမာဆိုကြပါသူတယ်လီဖုန်းလေးကင်တာတော့မှသူများကင်ပြီးသားကင်ရအဝတ်စားဝတ်တာတော့မှဟောင်းဟောင်းနမ်းနမ်းပဲဝေးရနေတဲ့အိမ်တို့ဘုန်းကြီးဆိုကြောင်းဆိုးဆိုးပြက်ပြက်ဟောင်းဟောင်းနမ်းနမ်းကိုနေရတယ်သေတာသွားတယ်ဟောင်းနေပဲပြီးသွားတယ်အဲ့ဒါလှူစင်းချိန်ခံကာလတုန်းကကြွားဝါပြီးတော့လှူခဲ့တယ်ဟီနာဒါနာမြတ်စွာဘုရားအဲ့ဒီဒါနာကိုအကျိုး အာမပေးဘူးလက်ဆောင်ပြနောက်တစ်ခုမစ္စည်းမဒါနအလေအလတ်ကုတုပေါ့သူကျတော့ဘယ်လိုလဲဆိုတော့ကုတုတော့လုတ်တယ်လုတ်လဲပြီးတော့သူကဆူတောင်းတာဤကုတုကောင်းမှုကြောင့်လူချမ်းသာရရပါလို့ဤနတ်ချမ်းသာရရပါလို့ဤဗြဟ္မချမ်းသာရရပါလို့ဤဆိုတော့အဲ့ဒီကုတုမျိုးကိုမြတ်စွာဘုရားကပြောတယ်မစ္စည်းမဒါနအများနားလေအောင်ပြောရင်အလေအလတ်ကုတုပေါ့အလေအလတ်ကုတုပဲ ယုံညံ့မလားဆိုတော့လည်းမယုံညံ့ဘူး။ဒါပေမဲ့အကောင်းလားဆိုတော့လည်းမကောင်းအလေလက်မစည်းမအဲ့ဒီလိုကုသိုလ်မျိုးအကျိုးပံပြန်ပေးရင်တော့အလေလက်ပဲရတယ်။အဝတ်စားဆိုလည်းအကောင်းလားဆိုတော့လည်းမကောင်းဘူးညံ့လားဆိုတော့လည်းမညံ့ဘူး။အလေလက်ပဲတချို့ဘလောက်ကောင်းအောင်ကြွေးကြွေးမစားဘူး။ဘလောက်ကောင်းတာဝယ်ပေးပေးမဝတ်ဘူး။ဘလောက်ကောင်းတာစင်စင်မသုံးဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ကံအကျိုးပေးတာကိုက အလယ်အလတ်ပဲသူတုံးရတယ်ပစ္စည်းတစ်ခုဆိုအလတ်တန်းဆိုသူအလတ်တန်းသားဆိုရပြီကားစီးတာတော့ဘာမှမစီးဘူးစီးနိုင်မှရတတ်တယ်မစီးအလတ်တန်းသားပဲအိမ်လည်းဒီလိုပဲပွေစားလည်းဒီလိုအဲ့ဒါဘယ်လိုဒါနလဲဆိုရင်လူစဉ်ချင်းကာကာလမှာဘဝတွေကိုတောက်တပြီးတော့လူဘဝနတ်ဘဝတွေကိုတောက်တပြီးတော့လူခဲ့တဲ့အတွက်အဲ့ဒါမစ္စည်းမှဒါနာတဲ့အကျိုးပေးရင်အလေလတ်ပဲရနောက်ဆုံးတစ်ခုပဏိတဒါနာအမြတ်ဆုံးအလှူတဲ့မြတ်စွာဘုရားကဒီဒါနာကို ချီးကျူးတယ်အဲ့ဒါနာကဘလို့ဒါနာလဲလို့မေးရင်ဤကုသိုလ်ကောင်းမှုသည်တပည့်တော်တို့ယနေ့ရှင်ပြုတယ်ယဟန်ခံတယ်ရှင်းပြပါလေခရာပြင်ပြုတဲ့ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ဤအထောက်ပံ့ဖြစ်ပါစေအမျက်စောပြရတာအဲ့ဒါပဲဒါကြောင့်မလို့ဘုံဘုံတို့တန်ခါလေးချပြရဣဒံမေပုံညာနိဗ္ဗာန်တပ္ပစီဟောတုနဲနဲများများဤကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေအဲ့တော့ယနေ့မိမိတို့လူတန်းတဲ့ကုသိုလ်ကောင်းမှုဟာ တပိတော်တို့ဒီနောက်တတ်တဖာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ခန္ဓာရမယ်လူဘဝနဘဝတွေကိုမလိုချင်ဘူးအဲ့ဒီဘဝတွေရဲ့လွန်မြောက်တဲ့မြတ်စွာဘုရားနဲ့အရိယသူတော်ကောင်းတွေသွားတဲ့နိရောဓသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤအိမ်မှာပန်းရည်ချမ်းကတ်လည်ထားပဲယခုလိုရှင်ပြုရဟန်းခံပွဲကြီးတွေလည်းဒါပဲဘုမုန်းတို့ဒီကျောင်းမှာအခုဘာထုတ်ဝါလူထားတဲ့ဒီကြွေပြားတွေကပ်ပြီးတော့လူပေးထားတယ်သောသော ဆရာကြီးနဲ့ဘုံဘုံတို့လူပြန်တဲ့လေးတွေဘုံဘုံတို့ပြောတယ်အဲ့ဒီကုသိုလ်မျိုးကိုနဲ့နဲ့များမှဒီလိုကုသိုလ်မျိုးကြီးတွေလူရင်လည်းပဲနိဗ္ဗာန်ဤထောက်ပံ့ဖြစ်ပါစေအဲ့ဒါပဲအဲ့ဒီလိုဆိုရင်မြတ်စွာဘုရားကဗာပြောတယ်ပဏိဒဒါနာအမျက်ဆုံးအလိုပဲတဲ့ဖြစ်လျာဘဝမှာရပြီဆိုရင်ထိတ်ဆုံးပဲလူဆိုလည်းလူအကြီးကဲဖြစ်တာအများလေးစားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တာပါ အဝတ်စားဆိုရင်လည်းကောင်းကောင်းပဲသုံးရတယ်အိမ်ဆိုလည်းကောင်းကောင်းပဲကားဆိုလည်းကောင်းကောင်းပဲတော့မကောင်းတော့ဘာမှမသုံးအောင်ဘာကြောင့်လဲလူစဉ်ချိန်ကာကာလမှာမုံမုံမြက်မြက်နဲ့ဤကောင်းမှုတွေနိဗ္ဗာန်ရထောက်ပံဖြစ်ပါစေဆိုပြီးတော့လူတန်းတွေလူပဲအဲ့တော့ဘုံမုံတို့ဒါနာ၃မျိုးပါတလူတန်းရဲ့ဒါနာဒီဟိနဒါနာကျွားဝါပြီးတော့လူရင်ယုံညာတဲ့ဒါနာအဲ့ဒီဒါနာမျိုးအကျိုးပေးရင်အဟောင်းမအိမ်ဒါတန်တဲ့ဒီဘွားတွေမဟုတ်တဲ့တန်တာလို့ နှစ်မိစိမဒါနာလှူတဲ့အခါမှာဘဝတွေကိုဘဝချမ်းသာတွေကိုတောင်းတလှူရင်ဖြစ်လျာဘဝမှာအလတ်တန်းစားပဲရနေရတာလည်းတန်းစားစားရတာဟောတော့ရတာအလတ်တန်းစားပဲအကောင်းမရဘူးသုံးပဏိတဒါနာနိဗ္ဗာန်ရထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့လှူရင်အဲ့ဒီကောင်းမှုတွေဖြစ်လျာဘဝမှာဒီဘဝကိုစားယူပြီးတော့ အကောင်းမွန်ဆုံးအကောင်းဆုံးအရာတွေကိုပဲအသုံးပြုရပါတယ်နောက်ဆုံးကောင်းတကအကောင်းဆုံးနိဗ္ဗာန်ကိုပဲရနိုင်ပါလေဒါယနေ့လူတွေကောင်းမှုတည်အမြတ်ဆုံးအလိုဖြစ်အောင်နိဗ္ဗာန်ကြီးထောက်ပါဖြစ်ပါစေလို့အဲ့ဒီလိုအားလုံးပြုပြီးတော့လှူဖို့ပါပဲအဲ့တော့ဘုန်းဘုန်းတို့ပြန်ပြီးတော့ဏိကုံချုပ်မဲ့ဆိုရင်မြတ်စွာဘုရားသာသနာတော်မှာနတ်တွေလည်းမရဘူးမြမာတွေလည်းမရဘူးလူတွေပဲရှင်ပြရန်ကံပြုတ်ခွင့်ရတယ် အဲ့ဒီထဲမှာမှမိမိရဲ့သားသူတစ်ပါးရဲ့သားအဲ့ဒါတွေကိုရှင်ပြုတ်ပေးမယ်ဆိုရင်အပေလေးပါးကကဘာနဲ့ချီပြီးတော့လွတ်စီပါတယ်လှူတဲ့အခါမှာဒါနသုံးမျိုးရှိတယ်အယုတ်ဆုံးဒါနမဖြစ်စေနဲ့အလယ်အလတ်လည်းမဖြစ်စေနဲ့အမြတ်ဆုံးဒါနဖြစ်အောင်ဤကောင်းမှုသည်နိဗ္ဗာန်ယူတော်ပံဖြစ်ပါစေလို့လူတိုင်းရဲ့ဒီဘဝကိုစပြီးတန်တရာတရှောင်းလို့ကောင်းကျိုးတွေရပါမယ်ဒါကြောင့်မလို့တိုက်ခိုက်မိသားစုဘာသူ စုပေါင်းပြီးတော့တက်ညီလက်ညီပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတည်အမြတ်ဆုံးအလိုဖြစ်ပါစေလို့ပဒနာအောင်စုပြုပါပြီအာလောကန္တုသုံးငယ်ခေါ်တော်ကြသောအာ